ပါရမီအလွန်ကောင်းတဲ့တော်ကောင်းတူအကြောင်းနည်းနည်းပြောမယ်တန်ဝေကရစီရပါ။ तू ကပါရမီတိတ်အားကောင်းလို့ဘဝတော်တော်များများတပြည့်တော်သင်ပေးတယ်။ဟိုးတော်တော်လေးဝေးတဲ့ဘဝမှာဘာတွေ့လဲဆိုတော့ရောရူဝငရဲကိုကြခဲ့တယ်။မျက်စိတွေနှခေါင်းတွေနားတွေချက်တွေပါဇက်တွေကနေမိတွေတောက်လောင်နေတာ ကိုယ့်ရဲ့တိတ်ဘွားကိုရှုတဲ့အခါမှာဟိုမှာဝမ်းနေဒီမှာဝမ်းနေဟိုမှာဝမ်းတိုင်ဒီမှာဝမ်းတာလေဘာဖြစ်လို့လဲရုပ်နာအစင်တန်းကြီးဟာဖြစ်ပြဖြစ်ပြနဲ့တစင်တစက်တည်းဖြစ်နေကြတယ်ပရိသတိသုတိမနတန်နသောသုတိပရိသတိလို့ဓာပြောတာရုပ်နာတွေကိုတင်းစီနိုင်ရင်တော့ဖြစ်ပြဖြစ်ပြအစင်တန်းကြီးနဲ့ဆက်နေတာပဲမဟုတ်ဘူးလားမရမနတန်နသောလေရုပ်နာပဲ ။သုတိလည်းယုံနံပဲ။ပရိသတိလည်းယုံနံပဲဆိုတော့တစ်စင်တစ်ဆက်တည်းမဖြစ်နေဘူးလား။ဒါကြောင့်မို့ဟိုဘက်မှာ one day ဒီဘက်မှာလည်း one day ဟိုဘက်မှာ one တရင်ဒီဘက်မှာလည်း one တာ။ဟိုဘက်မှာပူလောင်နေတာဒီဘက်မှာပူနေတာ။အိုးသူလျှောက်ထားတာလေအသက်ဝင်လုံးလို့တော်တော်ကို စိတ်ထဲမှာတံွေကဖြစ်မိတယ်။ငြင်းကြီးရှိတယ်တဲ့။ ရှိမှရှိပါရဲ့လားလို့ရှင်ပြတန်တရားရှိတယ်မလားအခုတော့အဲ့ဒီတပြည်လေးကကောင်းစွာရှုနိုင်လို့ညံ့ညအိတ်မပြောဘူးလေအလွန်ပြင်းထန်လုံးတဲ့ငရဲကြီးမှကြားခဲ့ရတဲ့အဲ့အတွက်အဲ့ဒီအာယုံကြီးဟာသူ့ကိုလန့်လန့်နှိုးတယ်တပြည်တော်လူတတ်ခဲ့ပြီးပြီနဲ့တူတယ်ဖျားဆိုနောက်တစ်ဘဝထပ်ပြီးတော့ဘာဖြစ်လို့အဲ့ဒီရောဓုဘငရဲကိုကြားခဲ့ရတာလဲဆိုပြီးတော့သူ့ကိုတိအောင် ရှုခမ်းလိုက်တော့ နောက်ဘဝမှာမုတ်ဆိုးကြီးဖြစ်နေတယ်။ तू ကတပြည့်တပန်းတည်းနဲ့မုတ်ဆိုးအလုတ်ကိုလုတ်ကင်တဲ့ပုဂ္ဂိုလ်ပဲ။ဒီနေ့ကျတော့စသစ်ကြီးတကောင်တစ်ပင်ပေါ်ရှိနေတာ။တပြည့်တွေကတစ်ပင်ပေါ်တက်ပြီးစသစ်ကြီးကိုမောင်းကြတာ။အဲ့ဒီစသစ်ကြီးကလည်းလူအုပ်ကြီးနဲ့မောင်းတော့ကြောက်လန့်ပြီးအောက်ကခုန်ဆင်းတော့အောက်ကခုနကမုတ်ဆိုးတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ခုနကယောဂီဘဝ အောက်ကနေလှမ်းတဲ့အဲ့ဒီကျက်သစ်ကြီးကိုထိုးတာကျက်သစ်ကြီးကလှမ်းထိုးတန်တဲ့အလွန်မှဒေါသထွက်ပြီးအဲ့ဒီမုတ်ဆိုးကြီးကို အပြင်းအထန်ကိုက်တာကိုက်တဲ့အတွက်ကြောင့်မို့အဲ့ဒီမုတ်ဆိုးကြီးကပြင်းထန်တဲ့ဝေဒနာကိုခံစားရတော့တပြည့်တွေကထန်းစင်ပြစ်ခေါ်သွားတယ်အဲ့ဒီထန်းစင်နဲ့ခေါ်သွားရင်လမ်းမှာပဲတည်သွားတယ်ဒီကနေ့ပေါ်တဲ့အာယုံကယဟန်တပါကိုတတ်ခဲ့တဲ့အာယုံပေါ်တယ်။ဒီနေ့အိမ်ကနေထွက်ပြီးတော့အမဲလိုက်မယ်ဆိုပြီးထွက်လာတာ အမေးလိုက်ဖို့လမ်းမှာရန်တဘာကြွနေတာတွေ့လိုက်တော့မကောင်းမှုပြုနေတဲ့ပုဂ္ဂိုလ်ကကောင်းမှုပြုနေတဲ့ပုဂ္ဂိုလ်တွေ့တဲ့အခါစာပေထဲမှာလည်းမိမိတို့ရှင်ပြားတို့ဖတ်ဖူးတယ်အမင်္ဂလာလို့စိတ်ထဲဖြစ်တယ်ဒီယဟန်ကို တွေ့ရတာငါ့အတွက်အမင်္ဂလာပဲဆိုပြီးအဲ့ဒီယဟန်ကိုလှံဖြစ်ထိုးတတ်ခဲ့တယ်တိလရှိတဲ့တတော်ကောင်းဖြစ်တယ်ဂုံတူဝိဒေသတွေနဲ့ပြည့်စုံနေတဲ့တတော်ကောင်းတူဖြစ်ပါလိမ့်မယ် အဲ့ဒီကံကြောင့်ဒီကံဒီမှာအဲ့ဒီကံအကျိုးပေးလိုက်တာရောရူပငရေကိုကြာသွားခဲ့တယ်အဲ့ဒီမှာပြင်းပြင်းထန်ထန်ခံရလွန်းလို့အဲ့ဒီကနေလွတ်သွားပြီးတော့ပြာပူငရေကြတယ်လေငရေငယ်ကိုကြာပြာရီဖုံးနေတာသူလျှောက်ထားတာတော့အင်မတန်အသက်ဝင်တယ်အဲ့ဒီပြာပေါ်မှာပြင်းနေတာအဆုံးမရှိဘူးဖျားတဲ့ပူလိုက်တာဖျား ဲ့ဒီမှာလေးပဲကာလရှည်ကြာခံစားရပြီးတဲ့နောက်အဲ့ဒီကလွတ်တဲ့အခါမစင်ပင်ပုတ်ငရဲကိုကြားတယ်လေအဲ့ဒီနေ့ဟိုမှာနန်းနေတာဒီဘက်မှာလည်းနန်းနေလို့ရေဒီအကျဉ်ချင်းချိုးရတယ်ဗျာတဲ့အနတ်မပြောက်ဘူးဖြစ်လို့လေမစင်တွင်းကြီးထဲမှာကြာပြီးတော့မစင်ပင်ပုတ်ငရဲမှာခံခဲ့ရတယ်အဲ့ဒါကြောင့်မို့ဒီဘက်ဘဝမှာအင်မတန်မှခံရတယ် အဲ့ဒီအာယုန်တွေအဖွာဖွာပေါ်နေတယ်အဲ့ဒီမစင်ပင်ပုတ်ငရဲကနေလွတ်ပြီးတဲ့နောက်မှာနောက်ငရင်းငယ်တခုထွက်ကြတယ်လက်ပံတော်ငရဲနောက်ကနေလက်ရိုက်တာလေရှေ့မှာရှိတဲ့လက်ပံပင်ကြီးပေါ်ကို ပြည့်တက်တာသူလျှောက်တယ်အဲ့ဒီလက်ပံပင်ကြီးမှာတတော်လောက်ရှိတဲ့စူးကြီးတွေထွက်နေတယ်ဗျာတပြည့်တော့တန်လိုက်နဲ့ဆွဲပြီးတော့ ထိုးထည့်လိုက်သလိုပဲကံကြောက်လေအောက်ကနောက်ကနေလက်ရိုက်တော့ပြေးစရာမြေမရှိတော့လက်ပံပင်ဘောကိုပြစ်တက်တာသွေးတွေရဲရဲနီးနေအောင်ကြရတယ်ဖျားတဲ့နားလိုက်တာဖျားပြန်ပြုတ်ကြလာတယ်အောက်ကရိုက်ပြန်ပြန်တက်ပြန်တယ်ဒီဘက်ကစူးတဲ့ချောင်းဝင်သွားတယ်ခုဘက်ကစူးတဲ့ချောင်းကတန်လိုက်နဲ့ဆွဲပြီးတော့ထိုးလိုက်တယ်လို့ပဲတခါတည်းကို ရော့ခနဲ့ကိုဝင်သွားတော့တာပဲဗျာအေဒီကန်ဒီမှလွတ်ပြီးတော့ဘာဖြစ်တယ်လဲလို့ပြောရင်ပိတ္တာဘဝရတယ်ဒါဆိုရင်ရှင်ဖျားတို့အားလုံးဖျားဟောသွားတဲ့ငရေကြီးရှိတယ်ငရေသေးရှိတယ်ငရေငယ်ရှိတယ်ဆိုတာဒီနေ့ရှင်ဖျားတို့ရဲ့ဘဝအแทမှာတကယ်ရှုနိုင်တဲ့အခါကျရင်တော့ ယုံတယ်လို့ပြောမလားတိသွားပြီလို့ပြောမလားအဲ့ဒီတပြည့်လေးဟာအဲ့ဒီဘဝကနေစပြီးတော့နေကြတဲ့ဘဝကြီးပြီးတော့အသက်တူတယ်ငရဲကနေတက်လာတဲ့ပုဂ္ဂိုလ်တွေတော်တော်များများနေကြတယ်ပြီးရင်အသက်သူ့တက်တက်ခဲ့တဲ့ကံကခြံရံထားတဲ့အတွက်ကြောင့်မို့အသက်ရှိရှိမနေရဘူး ပြီးတော့လူဘဝတုန်းကလည်းပဲလူတွေရဲ့အထင်သေးမှုကိုတော်တော်ခံရတယ်။အဲ့ဒီတပြည့်လေးကိုဒီနေ့တရားဟောတဲ့ပုဂ္ဂိုလ်ကဟိုးရံငယ်ဘဝကလေးကသူ့ကိုနာမည်လေးပေးခဲ့တယ်။ကံတမာလူစုလို့အဲ့ဒီတုန်းကအဲ့ဒီလောက်ထိဘဝကြီးအများကြီးမရှိရသေးဘူး။အခုမှသူ့ထွက်ရှုခိုင်းလို့စာအားရှိလာလို့ရှုခိုင်းလို့အဲ့ဒီလောက်ဘဝကြီးအများကြီးရှုနိုင်သွားတာ ဒါဆိုလို့ရှိရင်အဲ့ဒီလို သမှုတရားတစ္ဆာသိပြီးတဲ့နောက်ဘုဒ္ဓတစ္ဆာမိရတဲ့ဝိပဿနာရဲ့အရှုခံအာယုံဟာမိမိတို့နဲ့တသားတည်းရှိပြီဘုရားအလောင်းတော်ကိတုမိုးတောက်ရန်ကြမှဒုက္ခတစ္ဆာမိရတဲ့ယုတ်တရားနန္တရားသမှုတရားတစ္ဆာအမိရတဲ့အကြောင်းတရားအကျိုးတရားတွေခဏမဆဲတသေးသေးဖြစ်ပြီးရင်ပြတ်နေတဲ့သဘောကိုမြင်အောင်ကြည့်လိုက် နေစာလို့တည်တင်းကြီးဝိပဿနာရှုခွင့်ရကြတယ်ဖြစ်ချင်းပြက်ချင်းတန်ချက်ပြအနှိမ့်ဆက်ခံရတဲ့သဘောကိုမြအောင်ကြည့်လျက်ဒုက္ခလို့တည်တင်းကြီးဝိပဿနာရှုခွင့်ရကြတယ်မပျက်စီးတဲ့အခြေခဲခိုင်မှာအနှစ်သာရမရှိတဲ့သဘောကိုအာရုံယူပြီးတော့အနတ္တလို့တည်တင်းကြီးဝိပဿနာရှုခွင့်ရကြတယ်ဝိပဿနာဉာဏ်တွေရင့်ကျက်တဲ့အဆုံးမှာမဉ္ဇဉ်ဘူဉ္ဇဉ်တို့ကနိဗ္ဗာန်ကိုအာရုံ ပြုပြီးတော့ 波拉加里。